အားလုံးပဲမိပါပါကျမကတော့မိတ်ဆွေတို့ရဲ့အမှတ်တရနေတူးနေမြက်လေးတွေမှာလုံးဝအမှတ်ရနေစီမဲ့ balloon decoration လေးတွေဖန်တီးပေးနေတဲ့8ဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြပေးသွားမှာက balloon decoration ကိုကိုယ်တိုင်ဖန်တီးတဲ့အခါအဲ့တော့ကိုယ်တိုင်ဖန်တီးရဲ့ဆိုတဲ့နေရာမှာအာသင်လေးလာပြီးတော့ဖန်တီးရပဲဖြစ်ဖြစ်တော့မဟုတ်ကိုကလက်သက်ဆန်းပြီးတော့ပဲဖန်တီးရပဲဘလို့ပဲဖြစ်ဖြစ်ဖန်တီးပြီဆိုတာနဲ့မဖြစ်မနေလိုအပ်တဲ့ပစ္စည်းလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဆိုရင်လိုက်ကြည့်လိုက်ကြအောင်နော် ိုတော့ဘောလုံးဆင်ပြီးဆိုကြရအရင်ဆုံး basic လိုတာဘောလုံးလိုရဲပေါ့နော်အဲ့တော့ဘောလုံးကို quality ကောင်းတာလေးရွေးသုံးဖို့တော့လိုလိမ့်မယ်အရင်တော့ကတော့အိမ်တို့အရင်တော့ကစပြီးဆင်ရဲတော့ကဒီလိုပဲကိုလည်းပေါ်လုံးဟာမှာလိလာတာ၄နှစ်လောက်ရှိပြီဆိုတော့အစောပိုင်းမှာအမားတွေအများကြီးလုတ်ခဲ့ရပေါ့နော်အဲ့တော့အခုမှစပြီးလိလာမဲ့လူတွေအခုမှစပြီးကိုယ်တိုင်ဆင်မဲ့လူတွေအိမ် ကြုံသွေးခဲ့လို့အမားတွေကိုအကြာကြီးမကြုံသွေးခြင်းနဲ့အတွက်ကြောင့်သူတို့မျိုးလေးပြပေးရခြင်းဖြစ်တယ်ဆိုတော့အခုလောလောဆယ်အင်းတို့ကဒီတစိမ့်လေးတုံးလေဒီလိုမျိုးဘောလုံးကောင်းတာလေးတစ်ထပ်ကောင်းတာလေးလည်းရှိတယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးလေးသုံးစေရှင်လေဒါဘောလုံးအရင်ဆုံးဒါဘောလုံးမှာဆိုရင်လည်း site တွေအများကြီးရှိတယ်အဲ့တော့အရင်ဆုံးနောက်မှအဲ့ဒါကိုနောက်ထပ် video clip တစ်ခုနဲ့ရှင်းပြပေးမယ်အရင်ဆုံးပြောချင်တာကဘောလုံးဆင်တဲ့အခါမှာဘောလုံး quality ကောင်းတာလေးလိုပါမယ်အဲ့တော့ပြီးရင်ဘောလုံးကိုလေထိုးတဲ့အခါလေထိုးဆက်လေးလိုမယ်ပေါ့နော်လေထိုးတန်လဲလိုတယ်ဒါပေမဲ့လေထိုးဆက်ကပိုးလိုတယ်အဲ့တော့ဘောလုံးเนี่ยတကယ်ဆင်ပြီဆိုဘောလုံးကအများကြီးလေထိုးရမှာလေနော်အဲ့ဒီအတွက်ကြောင့်လေထိုးတန်နဲ့အဆင်မပြေဘူးပါးစပ်နဲ့မုတ်လို့အဆင်မပြေဘူးလေထိုးဆက်တစ်လုံးတစ်ဖြစ်မနေလိုပါတယ်ပြီးလို့ရှင်အိမ်တော့ကတော့ဒီ side box လေးပါသုံးတယ် စိုက်ပေါ့စ်ကဟိုနည်းနည်းဒီထက်မာတဲ့ဟာလည်းရှိတယ်လောလောဆယ်တော့ဒါလေးကတော့ဟိုဈေးနှုန်းအရာရောပော့ပွားမှုအရာရောတဲရပြူရတာအရာရောဒီဟာလေးသုံးလို့အဆင်ပြေလိမ့်မယ်ပေါ့နော်စိုက်ပေါ့စ်ကမလိုတယ်အင်းအနေနဲ့ဆိုရင်တော့မဖြစ်မနေစိုက်ပေါ့စ်ကိုသုံးတယ်ဘာလို့လဲဆိုတော့ဘောလုံးဆင်တဲ့အခါမှာအာနောက်ပိုင်းကျလို့ရှိရင်လေးလာရင်းတလန့်နဲ့ဖော်မြူလာလေးတွေလည်းတင်ယူလာရလဲရှိမယ်ကိုတိုင်းရှာဖွေတွေ့ရှိလာရလဲရှိလိမ့်မယ်အဲ့တော့ site လေးတွေတူလို့ရှင်ဘောလုံးဆင်တဲ့အခါမှာလှရတယ်ပေါ့နော်အဲ့တော့ဘောလုံး ဆိုက်ပေါက်စ်လေးလည်းလိုပါတယ်ပြီးွားလို့ရှိရင်လေထိုးတံလေထိုးတံလိုရပါဆိုတော့လေထိုးတံအချို့ဘောလုံးတွေကအရင်စိုက်သေးတဲ့အခါမှာလေထိုးဆက်နဲ့ထိုးမရတာသို့မဟုတ်ဖောင်းကြောဘောလုံးတွေဆိုလို့ရှိရင်လေထိုးဆက်နဲ့မရဘူးပေါ့နော်လေထိုးတံနဲ့မဖြစ်မနေထိုးရမယ့်ဘောလုံးအသားတွေလည်းကြုံလာနိုင်မယ်အဲ့အတွက်ကြောင့်လေထိုးတံလေးလည်းမဖြစ်မနေလိုပါတယ်ပြီးရရင်ဘောလုံးကတ်တဲ့ဒါဂလူးပေါ့နော် တကယ်တမ်း professional အတယောက်အနေနဲ့ဘောလုံးစင်ပြီဆိုလို့ရှင်တော့ဘောလုံးကိုကိုယ်သွဲကတ်ချင်တဲ့နေရာမှာ attach လုပ်ဖို့အတွက် glue အပြည့်တခြားသော other material အမြင်လက်အများကြီးရှိပါတယ်လောလောဆယ်ဒါပေမဲ့ဒီချိန်တည်းမှာပဲမဖြစ်မနေ basic အနေနဲ့တော့ဒီ glue လေးတစ်ခုရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီဘောလုံး glue ဒီဘောလုံးလေးတွေကိုမျက်နှာချက်မှာကတ်တာနေရာမှာကတ်တာကတ်တဲ့အခါမှာ double tape အနေနဲ့တုံးတဲ့ဘောလုံးတီးတန့်တုံးတဲ့ glue လေးဖြစ်ပါတယ်ပြီးရင်ဒါလေးကဘောလုံး ထုံးတဲ့ဟာပေါ့နော်ဘောလုံးတွေအများကြီးခြီးရခါမှာလက်နာမှာဆိုလို့ဒီကရိယာလေးသုံးပါတယ်အဲ့တော့အာကြာကြီးပွဲစင်တာကြာလာတဲ့လူတွေအနေနဲ့ကတော့ဒီဟာကိုလိုချင်မှလိုတော့လိမ့်မယ်ဘာလို့ဆိုတော့သူတို့ကထုံးမှများတော့လက်ကအတမားတွေပါတွေဖြစ်နေပြီပေါ့နော်အင်းဆိုလဲသူဒီဘောလုံးထုံးတာကိုယ့်အတွက်ကဒီဟာမလိုတော့ပေမဲ့အခြေခံအခုမှစပြီးတော့ဘောလုံးစင်မဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီကရိယာလေးလိုပါတယ်ဒါလေးကတော့ဘောလုံး chain လို့ခေါ်တာပေါ့နော်ဘောလုံး chain ဆိုတဲ့ဟာက အာပြီးအပေါ်မှာပုံလေးတစ်ချက်ပြပေးပါမယ်ပေါ့နော်ဘောလုံးတွေကိုအတန်းလိုက်ကြီးဖြစ်အောင်စီစဉ်တဲ့အခါမှာဒီ chain လေးကိုတုံးလို့ရတယ်ချိန်ထဲမှာပဲဒီလိုဘောလုံး ribbon ပေါ့ဒါဘောလုံးကျိုးပေါ့နော်သူကအာအရှိအနေနဲ့ဆိုရှင်ကလေဘောဘယ်လိုပြောရမလဲပေ200လောက်ကိုပါတယ်နာအဲ့လောက်ဒီပါကိုပါတယ်အဲ့တော့ဒီဟာနဲ့တုံးပြီးတော့လဲဘောလုံးကိုအတန်းလိုက်ကြီးဖြစ်အောင်လုပ်လို့ရတယ်ဒါကတော့ဒီ professional တွေဘောလုံးကိုဟို တကယ်ဆင်နေတဲ့လူတွေဆိုလို့ရှိရင်ဒီလိုဟာမျိုးပဲတုံးကြတော့တယ်ပေါ့နော်ပြီးရင်ဒီထက်တခြားနီးလန်းတွေလည်းရှိပါပြောချင်တာကြိုးဖြည့်ရမယ်ပေါ့နော်ဒီလိုဟာမျိုးလေးတုံးတယ်အဲ့တော့ဒီကြိုးနဲ့တုံးပြီးမဆင်တတ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီလိုဘောလုံး chain frame လေးနဲ့ဆင်ကြရတယ်ပေါ့နော်အဲ့တော့ဒါကလောလောဆယ် basic လိုအပ်တဲ့ဟာလေးတွေပါအဲ့တော့ tape လေးပါပြပေးရမလား tape လေးထားထားတော့အဲ့တော့ထပ်ပြီးတော့မိတ်ဆွေတို့ဒီထိကြည့်နေပြီဆိုတော့ ထပ်ပြီးတော့ advance ဟာလေးထပ်ပြပေးမယ်ပေါ့နော်ဘောလုံးတိတ်တွေလည်းလိုတယ်ဘောလုံးစင်ပြီဆိုရင်တို့တိတ်အကြည့်လေးလိုမယ်တို့အနောက်တိတ်တိတ်အမဲလေးလိုမယ်ပြင် double တိတ်လည်းလိုမယ်ပေါ့နော်ဒါတွေကနောက်ထပ် video တွေမှာအသေးစိတ်တစ်ခုချင်းစီကိုဘယ်လိုညိုင်းမှာသုံးနေဆိုတာကိုထပ်ပြီးရှင်းပြပေးပါမယ်လောလောဆယ်မှာတော့ဒါကအာ basic အနေနဲ့ဘာတွေစောင်းရမလဲဘာတွေစုထားရမလဲဘောလုံးစင်တာကိုယ်တိုင်စင်တော့မယ်အာ professional အနေတယောက်အနေနဲ့စင်မှာသို့မဟုတ်ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းပွဲတွေမှာဟို တပွဲလေးကိုကစစ်စစ်ပေးမယ်ဆိုလို့ရှင်တော့ဒီပစ္စည်းလေးတွေရှိလို့ရှင်မိတ်ဆွေတို့ဘောလုံးဆင်တဲ့အခါမှာအခက်ခဲမရှိဆင်သွားဆင်နိုင်မှာဖြစ်ပါတယ်အခုထိဒီအချိန်ထိဆက်လက်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးသွေးမယ်နော်တတား